င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်မြမရေဖြည့်ရှင်းရမှာစစ်ကောင်စီရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမဟုတ်ပဲရွေးကောက်ပွဲကြောင့်ပဋိပက္ခအခြေအနေပိုဆိုးလာလိမ့်မယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတတိပေးပါတယ်စစ်ကောင်စီရဲ့ရွေးချက်ရှိရှိလေကြောင်းတိုက်ခိုက်ဘုံကျဲမှုတွေကြောင့်မြေအောင်စေးရုံစေးကန်းတွေထူထောင်ရန်ပေဒရူးနဲ့နိုင်ငံတကာကိုဒေါက်တာဇော်ဝေဆိုးကအကူအညီတောင်းတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်ဖြစ်ပွားနေတဲ့နိုင်ငံရေးပြဿနာနဲ့ပဋိပက္ခတွေကိုဖြည့်ရှင်းရမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမဟုတ်ပဲရွေးကောက်ပွဲကြောင့်ပဋိပက္ခအခြေအနေပိုဆိုးလာနိုင်တယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဒါတိုဆယ်ရီမိုဟာမက်ဟာဆန်ကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာ အာဆီယံရဲ့ဦးစားပေးအရေးကိစ္စမဟုတ်သလိုရွေးကောက်ပွဲဟာနိုင်ငံတကာမှာအမှန်တရားကိုဖုံးကွယ်ဖို့လုပ်နေတဲ့အပြင်အဆင်တစ်ခုဖြစ်နေရင်လုံးဝအတိတ်ပဲမရှိဘူးလို့လည်းဆိုပါတယ်။ဒါအပြင်ရွေးကောက်ပွဲကြောင့်ပဋိပက္ခအခြေအနေပိုဆိုးလာနိုင်ပြီးမြမအရေးဖြစ်ရှင်းဖို့အတွက်ဆိုရင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝအကောင့်တွေဖော်ဖို့တာဖြစ်ကြောင်းမလေးရှားနိုင်ငံသားဝန်ကြီးကပြောပါတယ်။အာဆီယံအနေနဲ့စစ်ကောင်စီထံကိုရှင်းလင်းပြတ်သားတိကျတဲ့သတင်းစကားပေးဖို့ ထားပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ပြီးမှသာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေလှုပ်ဆောင်ရမယ်လို့ပြောဆိုထားပြီးလို့လည်းပြောထားကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်ရှင်။ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့ရွေးချက်ရှိရှိလေးချောင်းတိုက်ခိုက်ဘုံကျဲမှုတွေကြောင့်စေယုံစေကန်းတွေပျက်စီးသွားပြီး ဘုံတံခန့်နိုင်တဲ့မြေအောင်ဆေးုံစည်းကမ်းတွေတိဆောက်ရေးဝိုင်းဝန်းကူညီကြဖို့ပြည်သူ့နဲ့နိုင်ငံတကာကိုအမျိုးသားညီညွတ်ရေးဆိုရာကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအကူအညီတောင်းလိုက်ပါတယ်။မနေ့ကအမျိုးသားညီညွတ်ရေးဆိုရာကျန်းမာရေးဝန်ကြီးဌာနကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကဗီဒီယိုရုပ်သံထုတ်ပြန်က ပြည်သူ့ကမြေအောင်ဆေးုံစည်းကမ်းတွေတိဆောက်ရေးဝိုင်းဝန်းကူညီပေးကြပါရန်တရားဝင် တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။အခုရက်ပိုင်းလပိုင်းတွေအတွင်းအကြမ်းဖက်စစ်ကောင် ောင်စီကဆရာဝန်တွေသူနာပြုတွေနဲ့မြေပြင်မှာရှိနေတဲ့ရှေတန်းဆေးရုံဆေးကန်တွေကို ရွေချက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ဖျက်ဆီးလာတာဖြစ်တယ်လို့လည်းသိရပါဗျ။အဲဒီလိုပြုလုပ်တာဟာစစ်ကောင်စီကဆရာဝန်တွေသူနာပြုတွေနဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုရွေချက်ရှိရှိနဲ့တိုက်ခိုက်တပ်ဖြတ်တယ်လို့လည်းကျမ်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါဗျ။ဒါကြောင့်ပြည်သူလူထုကိုကျမ်းမာရေးဆောင်ရှောက်မှုပေးနိုင်ဖို့ဘေးကင်းလုံခြုံပြီးဘုံတံခံနိုင်တဲ့မြေအောက်ဆေးရုံဆေးကန်းတွေတည်ဆောက်ဖို့ပြည်သူလူထုကပါဝင်ကူညီကြဖို့ကိုလည်းဒေါက်တာဇော်ဝေစိုးကပြောပါဗျ။မြန်မာနိုင်ငံက CD ီယံဆရာဝန်သူနာပြုတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေဟာအန္တရာယ်အများဆုံးအခြေအနေမှာအလွတ်လုံနေရပြီးစိတ်ကူးတမှုတွေပေးဖို့နဲ့လုံခြုံစိတ်ချစွာအနားယူနိုင်ရေးဘုံတံခံနိုင်တဲ့မြေအောင်ဆေးရုံစေကန်းတွေမဖြစ်မနေလိုအပ်နေရာကြောင့်ပြည်သူတွေနဲ့နိုင်ငံတကာကနေဝိုင်းဝန်းကူညီဖို့လိုအပ်ကြောင်းဒေါက်တာဇော်ဝေစိုးကမြစ်တာရက်ခံလိုက်တာလည်းဖြစ်ပါတယ်ရှင်။ န္တလေးတိုင်းအတွင်းတဘောကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းတောင်တာမြို့ပေါ်ကအကြမ်းဖက်စစ်တပ်အထိုင်ချဂိတ်စကန်နဲ့ဝန်တန်းအင်ယာကိုတိုက်ခိုက်ရာမှာစစ်ကောင်စီတပ်သား၄ဦးအသေသွားပြီးနန်းစီဒီယန်ဝန်ထမ်း၁၁ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါရယ်မေလ၁၉ရက်နေ့မှာတောင်တာကြပလောင်းလမ်းပိုင်းထွက်တောင်တာမြို့မင်္ဂလာဦးရက်ွယ် ဘန်ကာကရုတ်တွေနဲ့အခိုင်အမာပြုလုပ်ထားပြီးပြည်သူတွေစီကလည်းနေ့စဉ်ငွေကြေးတောင်းယူနှောက်ယှက်နေတဲ့အကြမ်းဖက်စစ်တပ်ဂိတ်အထိုင်စခန်းနဲ့ တောင်တာမြို့ဘူတာကုန်းရက်ကွက်ကဝန်ထမ်းအင်ယာတို့ကိုတော်လိုင်းတစ်ဖွဲ့ဝင်တွေကတပြိုင်နက်တည်းဝင်ရောက်စီးနင်းတိုက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အဲဒီတိုက်ခတ်မှုအတွင်းမင်္ဂလာဦးဂိတ်ကအကြမ်းဖက်တပ်သား2ဦးဟာသေသွားတယ်လို့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပြီးဂိတ်ကိုစွန့်ခွာထွက်ပြေးသွားတယ်လို့လည်းတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါဗျ။တော်လိုင်းရဲဘော်တွေကဂိတ်တဲကကွန်ကရစ်ဘန်ကားတွေအတွင်းရှာဖွေစဉ်အတွင်းငွေကျပ်66သိန်းကျပ်တနက်အတူတလဲ G1508 တောင်း MA1 G box ၄ခု G3 G box 2ခုတို့ကို သိမ်းဆည်းရရှိကာဂိတ်တဲတွေကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့လို့လည်းသိရပါဗျ။အဲဒီနောက်တိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်ကူရောက်လာတဲ့အကြမ်းဖက်စစ်ကြောင်းနဲ့ထပ်မံတိုက်ပွဲဖြစ်ပွားရာမှာစစ်ကောင်စီတပ်သား2ဦးဟာထပ်မံတေဆုံးသွားရလို့လည်းသိရပါဗျ။ဒါအပြင်ဝန်ထမ်းအင်အားကိုစီးနှင်းရမှာတော့အကြမ်းဖက်စစ်တပ်ဒေါက်တိုင်အချင်းပြက်ဝန်ထမ်းနန်းစီဒီယန်စစ်တပ်ဦးကိုလည်းဖမ်းမိခဲ့တယ်လို့ တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တာပကဖာမိထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်မှုရဲဘော်ကီဦးဆောင်တဲ့နေပြည်တော် PDF အမှတ်၈၁တောင်တာစစ်စင်အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့လို့လည်းသိရပါတယ်ရှင်။ ဘကောသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ဘကောတိုင်းကြောက်ကြီးမြို့နယ်ကျွန်ကြီးကျေးရွာကမင်္ဂလာဆောင်နေအိမ်ကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်မှာတရိုးသမီးနော်ကမီဖို့အပါဝင် ေဆုံးသူ12ဦးထိတိုးလာလို့ KNU ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။မေလ25ရက်မနေ့9နိုင်လောက်ကကြောက်ကြီးမြွနဲ့ကျွန်ကြီးကျေးရွာမင်္ဂလာဆောင်ကိုအကြက်ဖက်စစ်ကောင်စီတပ်က Jet Fighter တစီးနဲ့ဘုံနှလုံးကိုကျဲချတိုက်ခိုက်ခဲ့မှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်2ဦးနဲ့သတို့သမီးအပါအဝင်ပြည်သူ12ဦးဟာသေဆုံးခဲ့ရကအသက်မပြည့်သေးတဲ့ကလေးငယ်73ဦးအပါအဝင်ပြည်သူ38ဦးဟာပြင်းထန်ဒဏ်ရာရှိခဲ့ပါတယ်။ဒါအပြင်နေအိမ်7လုံးဈေးဆန် တဆိုင်တဲတလုံးဝတ်တဲတလုံးလက်ထွန်ဆက်တစည်းအင်တာနှလုံးနဲ့စာတင်ကြောင်းချံတို့ပျက်စီးခဲ့လို့လည်းသိရပါဗျ။အကြက်ဘက်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်လက်ကင်တွေမရှိတဲ့ဒေသကပြည်သူတွေနေထိုင်တဲ့ကျွန်းကြီးကျေးရွာမင်္ဂလာဆောင်ကိုရွေကျက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း KNU ဗဟိုကသတင်းထုတ်ပြန်ထားပါဗျ။ ဒီတခါမှာတော့မန္တလေးမြို့ဈေးကြိုနိုင်ရင်စင်အနီးကအင်းဝဘန်းမှာဂိတ်ဆောင်နေတဲ့စစ်သားအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ25ရက်နေ့လယ်12နာရီကျော်ခန့်ကဈေးကြိုနိုင်ရင်စင်84လမ်းနဲ့26လမ်းတောင်ကအင်းဝဘန်းမှာလုံခြုံရေးဂိတ်ဆောင်နေတဲ့အကြမ်းဖက်စစ်သားတွေအချင်းချင်းစကားများရန်ဖြစ်ရာကနေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါရယ်အဲ့ဒီပြစ်ခတ်မှုတွင်တနက်တန်9ချက်ထွက်ပေါ်ခဲ့ပြီး င်းပြစ်ခတ်မှုဖြစ်ပွားတဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီးလမ်းတွေကိုပိတ်ဆို့က နာရေးကားတွေနဲ့လာရောက်ခေါ်ဆောင်သွားတယ်လို့လည်းသိရပါဗျ။ပြစ်ခတ်မှုဖြစ်ပွားပြီးရဲ့နောက်မှာဈေးချိုအနီးနားကဈေးတဲ့အချို့ဟာဆိုင်တွေကိုပိတ်ကဈေးတဲ့ရုံနဲ့ဈေးဝယ်တွေလည်းထွက်ပြေးတင်းရှောင်ခဲ့ရတယ်လို့လည်းသိရပါဗျ။မန္တလေးမြို့နေရာအနှံ့မှာစစ်သားရဲပြူစော့တိနဲ့အပြာရောင်ယူနီဖောင်းဝတ်ထားတဲ့ရက်ရွာလုံခြုံရေးအဖွဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့မိသက်နဲ့စီပင်တွေတောင်းကျမ်းနေပြီးလမ်းပေါ်ဂိတ်ဖွင့်ငွေညစ်တာ လက်လက်ပြမကြေးခွဲတာလမ်းကစားနဲ့မွေးရစေဝါအယောင်းွယ်လုပ်ငန်းတွေကိုဆက်ကြေးကောက်တာ ထောင်ထွက်တွေကိုခိုးဆိုးလူရဲကျူးလွန်စေပြီးခိုးရပါပစ္စည်းတွေခွဲဝေရယူတာတွေလှုပ်ဆောင်တာဖြစ်တယ်လို့လည်းသိရပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့မန္တလေးတိုင်းရမဲသီးမြို့နယ်ကတင်ကျေးရွာကုံဆုံဆိုင်ကိုစစ်သား၄ဦးကတနက်ထောက်ပြီးတင်း80ကျော်ကိုဓားများတိုက်သွားပြီမယ်လေစစ်ကောင်စီကတော့တော်လန်ရေးအဖွဲ့တွေကလုတ်တဲ့ပုံစံမျိုးလိန်လေကတရင်အမှားတွေလွှင့်နေရလို့ ဒေတာပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ24ရက်နေ့ည7:00နာရီကျော်ဝန်းကျင်လောက်မှာရမဲသိမ်းမြို့နယ်ကတင်ကျေးရွာကကိုမျိုးသူအောင်နဲ့မလလဆန်းတို့ရဲ့ကုံစုံဆိုင်ကိုစစ်သား၄ဦးကဝင်ရောက်ဓားညတိုက်ခဲ့တာဖြစ်တယ်လို့လည်းဒေတာပြည်သူတွေကပြောပါရယ်ဓားညတိုက်ချိန်မှာဆိုင်ရှင်ကိုမျိုးသူအောင်ဟာမရှိဘဲမလလဆန်းသာရှိနေစဉ်အတွင်းစစ်ကောင်စီယူနီဖောင်းဖို့လူ၄ဦးကမလလဆန်းကိုတနက်နဲ့ထောက်က တော်ရရစစ်စစ်ဆရာရှိတယ်လို့ပြောဆိုပြီးဆိုင်ကတနေ့တာရန်ရငွေ ဖုန်းငွေဖြစ်ကဲမလလဆန်းရဲ့ကမ္ဘောဇာဘဏ်အကောင့်အတွင်းကငွေတွေအလုံးကိုချက်ချင်းလွှဲပြောင်းခိုင်းခဲ့လို့လည်းသိရပါဗါးအဲလိုစစ်ကောင်စီတပ်သားတွေဓညတိုက်သွားတာဖြစ်ပေမဲ့လည်းစစ်ကောင်စီကတော့တော်လန်ရဲ့အဖွဲ့တွေကလောက်တာဆိုပြီးလိန်လေတည်င်းထုတ်ပြန်နေသလိုရမဲသိမြို့နယ်ကပြည်သူတွေကလည်း PDF တွေကိုစန့်ကျင်နေတယ်ဆိုတဲ့ဝါဒဖြန့်စာတွေကိုစစ်တပ်ပြူစောတီနဲ့ပြည်သူစစ်တွေကဖြန့်ဝေနေတယ်လို့မြို့ကန်ပြည်သူတွေကပြောပါဗါးပြီးခဲ့တဲ့2024ခုနှစ်ဇွန်လတုန်းကလည်းအကြမ်းဖက် က်သားတွေဟာဝင်းနေမိတ်တရော်ဆရာတော်ကြီးကိုပြစ်သက်ပြီးရနောက်ပါ PDF တွေကပြစ်သက်တာပါလို့လိန်လေထုတ်ပြန်ခဲ့ပြီးမှလဲဝင်းနေမိတ်တရော်ဆရာတော်ကြီးနဲ့အတူပါလာတဲ့ဆရာတော်ဖះက ဖြစ်ရမှန်ကိုဖွင့်ချလိုက်တဲ့အခါမှာတော့စစ်ကောင်စီရဲ့ဗျောင်းလိန်လယ်မှုဟာပေါ်ပေါက်ခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမွေးရစေဝအမြောင်များဖမ်းမိစဉ်ကလည်းအာရခတတ်တော် AA ကလောက်တာပါလို့လိန်လယ်ခဲ့ပြီမဲ့လေ AA ပြောခွင့်ရပုတ်ကိုဥခိုင်ဒုက္ခကတော့အကြက်ဖက်စစ်ကောင်စီဟာရခိုင်မှာစစ်ရှုံးနေတဲ့အတွက်ကြောင့်အပုတ်ချတာဖြစ်တယ်လို့လည်းတုံ့ပြန်ခဲ့ပါသေးတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါအားရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမှများပါ။